အလုံးမဲမင်္ဂလာပါဗျာအောင်တူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်တူပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့သင်ခန်းစာကတော့ chief accountant နေ finance manager တွေ၃သင်းနဲ့ exam မှာအလိုလျောက် data တွေကိုတွန်းလိုက်တာနဲ့ဒီပိုင်းနဲ့အဲဟောဒီက internal report လို့ခေါ်တဲ့ report တွေကို update အလိုလျောက်လုပ်ပေးမဲ့ဟန်ရှင်တွေအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာကကျွန်တော်ကအခုဒီနေရာမှာ data အစ်စ်တွေရှိတယ် data control x နဲ့ copy ကူးလိုက်မယ် ော်ဒီတေဘယ်ရဲ့ဇာတ်ကွက်အောက်ထဲမှာ control v နဲ့ copy ကူးလိုက်တာနဲ့ဒီပိုင်းနဲ့ကိုယ့်ရဲ့ data တွေကအလိုလျောက် update ဖြစ်သွားတာကိုတွေ့ရလိမ့်မယ်။အာဟုတ်ပြီနော်။ပြီးရင်ဒီအောက်မှာကျွန်တော်နောက်ထပ် data တွေရှိတယ် control h နဲ့ copy ကူးမယ်။ဝူးပြီးတာနဲ့ဒီပိုင်းနဲ့အာကျွန်တော်ကအခုနော်အခုလိုမျိုးအာ control v နဲ့ update လုပ်လိုက်တာနဲ့ဒီပိုင်းနဲ့ကိုယ့်ရဲ့ data တွေဒီအလိုလျောက်အာအခုလိုမျိုး update လုပ်သွားတာကိုတွေ့ရပါလိမ့်မယ်။ ဲ့တော့ဒီ niche နဲ့ကိုကျွန်တော်တို့ဘယ်လိုတွေဒီလိုပုံစံရအောင်ပေါ့နော်ဘယ်လိုနီးလန်းနေအသုံးပြုပြီးတော့လုပ်လို့ရမလဲဆိုတော့ပြောပြပေးပါပါ control z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  ရနေမယ်အောက်ပါပြီဒီသင်ခန်းစာလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်အဲကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်အဲ့တော့ကျွန်တော်ကဒီနေရာမှာ BBA function တစ်ခုဖြစ်တဲ့ variable တွေကိုဖန်တီးပေးနိုင်တဲ့ let function ကိုအသုံးပြုမှာ ဖြစ်ပါလေ let function က excel version 2019ကနေစတင်ပြီးတော့ပါဝင်လာတယ်2019နောက်ပိုင်း version တွေမှာတုံးလို့ရမယ်နောက်တနည်းအားဖြင့်ကျွန်တော်တို့ဒီ office 365သုံးတဲ့သူတွေမှာ အသုံးပြုလို့ရမယ့် function ဖြစ်ပါတယ်အဲ့တော့ let function ကအဲကျွန်တော်တို့ vba function တစ်ခုဖြစ်တယ်သူက variable တွေကိုခိုင်းစေတဲ့နေရာမှာအသုံးပြုတဲ့ function မှာ computer program coding ရေးတဲ့လူတွေနဲ့ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ အာဒီ variable ဆိုတာဘာလဲဆိုတော့အရင်ဆုံးရှင်းပြပေးခြင်းပါတယ်အဲ variable ဆိုတာကတော့မတိခင်တလုံးပေါ့ဥမာ h မြမြခြင်း30ဖြစ်ပါစေအဲ y ညီမြခြင်း150ဖြစ်ပါစေဒါဆိုကျွန်တော်တို့ကတခုသောနေရာမှာ h + y လို့ညှောလိုက်တာနဲ့ဒီပြိုင်နဲ့သူကလာနော်160ဆိုတဲ့အဖြစ်ကိုထုတ်ပေးမှာပါအဲ့တော့ဒီလိုညီမြခြင်းတွေထားပြီးတော့မတိခင်အဲလောက်တဲ့စနစ်ကိုကျွန်တော်တို့က variable လို့ခေါ်ပါတယ်ကောင်းပါပြီအဲ့တော့ကျွန်တော်တို့ သင်ခန်းစာကိုစာကြည့်အောင်เนาะအဲသင်ခန်းစာမစခင်မှာကျွန်တော်ရဲ့ data structure လေးကိုအရင်ဆုံးကြည့်မယ်အဲကျွန်တော်ဒီပထမဆုံးစဲကွက်မှာ employee နဲ့ product ကိုထားမယ်ဟောဒီဟာလာဒီ column heading တွေကအဲ product ရဲ့နာမည်တွေထားမယ် row heading တွေကြတော့ကျွန်တော်တို့ဒီ employee ရဲ့နာမည်တွေထားမယ်ပြန်ကျွန်တော်တို့ဒီပုံစံက sum if နဲ့ပေါင်းတဲ့ပုံစံပေါ့နော်အဲ့တော့ event is a user တွေအနေနဲ့ sum if function ကိုကရင်းနှီးပြီးသားဖြစ်မှာပါအခုလိုမျိုးဇာတ်ကွက်တွေရှိရင် sum if function နဲ့ပေါင်းလို့ရပါတယ် ဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့က auto update ဖြစ်အောင် let function သုံးမယ်တခြားသော function တွေကိုလည်းသုံးမှာဖြစ်ပါတယ်။ကောင်းပြီဒါဆိုကျွန်တော်စပြီးတော့ကြည့်လိုက်အောင်ဗျာ။နော်အဲ့တော့အဲကျွန်တော်ကအခုဒီနေရာမှာအဲပထမဆုံးအနေနဲ့ဟာလာ variable တွေကိုဖန်တီးရမယ်။ကျွန်တော်ဒီ sample function ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ say amount employee product စတဲ့ column တွေကိုကျွန်တော် variable name ပေးရမှာဖြစ်ပါတယ်။အဲ့တော့မြချင်းအာကျွန်တော် let let လို့ရေးမယ် tab ခုံမယ်။ order under ခေါ်လိုက်မယ်။ဘာကြောင့်လဲဆိုတော့ function ကရေလုံးအားကြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီဘိုင်းစီဖြတ်ပြီးတော့စဉ်းစားနိုင်အောင်ပါ။အဲ့တော့အရင်ဆုံးကျွန်တော် save column လို့နာမည်ပေးမယ်။ sc ဆိုတာ save column ပေါ့။အဲ့တော့ save column ဒီအခု column ဖြစ်တယ်။ဒါဆို sc comma ဒါเนาะဒါဆိုရင်ဒါ variable name တစ်ခုပေးလိုက်တာဖြစ်ပါတယ်။အကျွန်တော်တို့ save column လို့ရိုက်လိုက်တာနဲ့တပြိုင်တည်းအဲဒီကဒီ column မှာရှိနေတဲ့ပိန်းကလေးတွေအကုန်လုံးတွက်ချက်ပေးပါပါ။ဒီဘန်ဝဲရဲ့ save amount ပေါ့။ဟုတ်ပြီနော်။ပုံမှန်ကုန်မယ်။ ပုံမှာကုတ်မယ်ပြီးသွားတဲ့အခါမှာကျွန်တော်နောက်ထပ် employee column တစ်ခုကို variable name ပေးမယ်ကလစ်တစ်ချက်ပေးလိုက်မယ်ပုံမှာကုတ်မယ်ဟုတ်ပြီနော်ပြီးရင် product column တစ်ခုကိုကျွန်တော် product column ဆိုပြီး variable name တစ်ခုပေးမယ်ပုံမှာကုတ်မယ်ပြီးရင်တော့ order enter ခေါ်လိုက်ပါမယ်အဲဒါဆိုရင်ကျွန်တော်က employee နဲ့ product ဆိုတဲ့နာမည်ကိုဟောဒီ reporting table မှာထည့်သုံးမှာဖြစ်တယ်။ဒါကြောင့်မလို့သူတို့ကလည်းကျွန်တော် variable name တစ်ခုပေးရမယ်။ပေးခြင်းတဲ့အတွက်ကြောင့်မလို့ employee name ပေါ့နော် ဟာ employee fee name လို့ပေးလိုက်မယ်ပြီးရင် holiday sale code ကိုကျွန်တော်ညွှန်းမယ်ပြီးရင် product fee name လို့ပေးမယ်ပြီးရင် holiday sale code ကိုညွှန်းမယ်ဒါဆိုရင်ကျွန်တော်မှာအခု variable 5ခုပြီးသွားပါပြီ order under ခေါက်မယ်ပေါ့အဲ့တော့ကျွန်တော်ကအခုဘယ်လိုပုံစံဖန်တီးချင်တာလဲဆိုတော့အဲဒီ product ဒီ employee ရဲ့နာမည်ကိုစစ်ထုတ်ချင်တာပေါ့အဲ့တော့စစ်ထုတ်ချင်တဲ့เนาะတူနေတဲ့စကားလုံးတွေကိုဖယ်ထုတ်ချင်တယ်ဆိုရင် dynamic array function တကူဖြစ်တဲ့ unit function ကိုသုံးလို့ရတယ်ဟုတ်ပါနော်အဲပြီးရင်ကျွန်တော်ကအခရာအစင်လိုက်စီရင်တဲ့အတွက် sort function လည်းသုံးမယ်ဒါဆိုရင်ကျွန်တော်အခုဒီနေရာမှာလုံးပါသည်ဒီလိုပေါ့ဇာတ်ကွက်မှာအပေါ်အောက်လူနာမည်တွေကိုရေးမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီနေရာမှာ employee list လို့ပေးလိုက်မယ် employee list ဆိုပြီးတော့ကျွန်တော် sort function sort function ဒီ a to z စီဖို့အတွက်သုံးတာဖြစ်တယ်နောက်တစ်ခုက uni unit function ကကြတော့တူနေတဲ့နာမည်တွေကိုဖယ်ထုတ်ဖို့အတွက်သုံးတာဖြစ်တယ် ဲ့တော့ကျွန်တော်ဒီ variable name ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ column တွေကိုဆက်လက်မှတ်စရာမလိုတော့ဘူးကျွန်တော်စစ်ထုတ်ခြင်းတဲ့ column ဒီ employee column မှာရှိတယ်ဒါကြောင့်မလို့ ec လို့ရိုက်လိုက်မယ်ဝင်ပိတ်မယ်ဝင်ပိတ်မယ်နော်အဲဒါဆိုရင်ကျွန်တော်ဒီနေရာမှာကြည့်ကြည့်ပါနော် let function အလုပ်လုပ်ပုံပေါ့ let function ဒီအဲ့ဒီကို variable name တွေပေးပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ calculation လုပ်လို့ရပါတယ်နော်ဘယ်လိုတွက်မလဲပေါ့အဲ့တော့ကျွန်တော်က el လို့ရိုက်လိုက်မယ်ဝင်ပိတ်မယ် enter ခေါက်လိုက်ရင်အခုကျွန်တော်ရဲ့ employee name တွေကိုဒီနေရာမှာပေါ်ပြပေးတာကိုတွေ့ရပါလိမ့်မယ် ။ကောင်းပြီကျွန်တော် double click ပြန်ပေးမယ်။ဒီ ER ကိုဖြတ်မယ်။အဲ့ဒီလိုပဲကျွန်တော်ကနော်ဒီလိုအလျားလိုက်ပုံစံပေါ့ product ရဲ့နာမည်တွေကိုရေးมาဖြစ်တယ်။ဒီနေရာမှာတကြားတို့စားတို့အဲ့လိုရေးมา။ဒါဆိုရင်ကျွန်တော်ကအခုနော်အဲ product list ဆိုပြီးတော့ variable name တစ်ခုပေးလိုက်မယ်။အဲ့ဒီ variable name မှာကြာတော့ကျွန်တော် sort function သုံးမယ်။ unit function အဲသုံးมาဖြစ်တယ်။သူက product column ကိုကျွန်တော်ကလုပ်มาပေါ့။ ဲ့တော့ဒီကောလန်ဒီဒီလိုမျိုးသာရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအထက်အောက်ဒီလိုပုံစံကြီးဖြစ်နေမှာကျွန်တော်လိုချင်တာကအလျားလိုက်လိုချင်တာဖြစ်တယ်အဲ့တော့ downline ဖြစ်နေတဲ့အကြောင်းအရာတွေကိုအလျားလိုက်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ transport function ကိုသုံးမယ် trans နော်အာ transport function ကိုသုံးမယ်သုံးပြီးတော့အခိုင်ဝင်းမြန်ပြိမ့်မယ်ပေါ့အဲဒါဆိုရင်လည်းဒီမှာ pl လို့ရိုက်ကြည့်လိုက်ပါရိုက်ကြည့်ပြီးတော့ under ခေါက်လိုက်တာနဲ့ပြန်နဲ့စားတကြားအချုံမုံဆိုတဲ့အဲဟာတွေကိုထုတ်ပေးပါလိမ့်မယ်ကောင်းပြီဒါဆိုရင်တော့ကျွန်တော်ရဲ့ ဒါ variable တခုပြီးသွားပြီပေါ့နော်ဒါကျွန်တော်လုပ်ချင်တဲ့ဥစ္စာတခုရပြီအဲ့တော့ alter နဲ့ကျွန်တော်တို့ under နဲ့နှိပ်မယ်နှိပ်ပြီးသွားတဲ့အခါမှာကျွန်တော် h step function ကို သုံးမှာဖြစ်ပါတယ်အဲနော် horizontal step h step function က downline ဖြစ်နေတဲ့အကြောင်းအရာတွေကိုဒီလိုအလျားလိုက်ပေါ့သူကပေါင်းပေးတယ် array တခုနဲ့တခုဒါသူ့အလုပ်ပေါ့အဲ့တော့ဒီ function တွေအကြောင်းတော့ကျွန်တော်အသေးစိတ်မရှင်းပြတော့ပါဘူးကျွန်တော်ရဲ့ dynamic array function ဆိုတဲ့ series မှာ function တကူချင်းစီအလုပ်လုပ်ပုံကိုကျွန်တော်ရှင်းပြပေးတာရှိတယ်။ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ AD Knowledge Sharing Channel မှာရှာရှာကြည့်လို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်က hstat function ကိုသုံးမယ်။ hstat function မှာပထမဆုံးအနေနဲ့ကျွန်တော်ဒီ hot down zone အကွက်မှာပေါ့နော်။အဲ employee/product လို့ရေးချင်တာဖြစ်တယ်။အဲ့တော့ဒီအပေါ်ဆုံးပေါ့ကျွန်တော်အခု formula ရေးတဲ့အကွက်မှာ employe employee/product လို့ရေးချင်တာဖြစ်တယ်။ အဲ့တော့ကျွန်တော်ဒီအဲ့ဒါ horizon test step နဲ့ပေါင်းစီမှာဖြစ်တယ်ဒါဒီ first row ဖြစ်တယ်ဒါဆိုရင်သူ့ကိုလည်းကျွန်တော် variable name ပေးခဲ့မယ် fr လို့ first row ပေါ့နော် h step step ခုန်လိုက်မယ်အဲ့တော့ပထမဆုံးပေးတဲ့ variable name ကနော် employee fee name နဲ့ employee fee name ampersand double quotation slash double quotation ampersand အာပြီးသွားတဲ့အခါမှာအဲကျွန်တော်တို့ဒီဟာလာ product fee name ဟုတ်ပြီ ဓာတိဓာတ်တကွက်ပဲရအောင်ပါပါနော်အဲ့တော့မှဒီမှာကြည့်ကျွန်တော် FR လို့ရေးလိုက်ပြီးတော့ဂွင်းပိတ်ပြီးတော့ under call လိုက်ရင်ကျွန်တော်လိုချင်တဲ့အကွက်တကွက်ရတယ်အဲ့တော့ဒီ employee finding လောက်မှာစားတကြားနော်စားတဲ့ဖြစ် total save ကျွန်တော်ထည့်မှာဖြစ်တယ် product ရဲ့နာမည်လေးဒါဆိုရင်ဒီ function ကိုကျွန်တော် update ပြန်လုပ်မယ်လုပ်တဲ့အခါကျတော့ကျွန်တော်တို့ဒီဒါ first array ဖြစ်တယ်နော် array 2မှာကြာတော့ကျွန်တော် product list ကိုထည့်မှာဒါကြောင့် PL လို့ရိုက်လိုက်ရောပါပဲဒါ product list ဝင်သွားပြီ အရေသရီးမှာကြတော့သူတို့ရဲ့စုစုပေါင်း total ဈေးဆိုရဲစကလုံးထည့်ကျင်တာဒါကြောင့်မလို့ total ဈေးလို့ရိုက်မယ်ပြီးတော့အဲ့ဒီပြိုင်နဲ့အဲကျွန်တော်ဒီ FR လို့ရိုက်ကြည့်ကြည့်ပါ control under ခောက်ကြည့်လိုက်ရင်အဲကျွန်တော်လိုချင်တဲ့ပထမ စာကြောင်းကိုရိုက်ဖြစ်ပါတယ်အဲဒီပထမစာကြောင်းရဲ့အောက်မှာကျွန်တော်တို့ဒီဟာလာဒီ sample function နဲ့တက်ဆိုင်ရာဂိမ်းကန်းတွေကိုပေါင်းမှဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့အလဲသားလေးအတွက်အလုပ်လုပ်ကြည့်အောင်အခုเนาะဒါဆိုရင်ကျွန်တော်အခုဒီမှာရှင်းလိုက်ပြီး comma ကုတ်တယ် order under ခောက်တယ် ခောက်ပြီးသွားတဲ့တပြိုင်တည်းကျွန်တော် second rule ဆိုပြီးတော့ variable name တစ်ခုပေးလိုက်မယ်။အဲ့ဒီမှာကြတော့ကျွန်တော်က hstat function ကို သုံးမှာဖြစ်ပါတယ်။เนาะ hstat a s เนาะ hstat function မှာပထမဆုံးအနေနဲ့ကျွန်တော်ကเนาะဒီ employee တွေရဲ့ list ကိုကျွန်တော်ယူမှာဒါဆို er လို့ရိုက်လိုက်မယ်။ရိုက်ပြီးသွားတဲ့တပြိုင်တည်း sr လို့ရိုက်ကြည့်ပါ။အာ second rule မှာဒါ employee အော်ဒီဘက်ဘေးမှာကျွန်တော်က gain တွေကိုပေါင်းမှာဖြစ်တယ်။အော် gain တွေကိုပေါင်းတော့ကျွန်တော် sum base function ကိုပဲသုံးမှာပါ။ အဲဒါကြောင့်မို့လို့ကျွန်တော်ဒီနေရာမှာဖြတ်လိုက်တယ်ဖြတ်ပြီးတော့ sum if နော်အဲ့တော့ sum if ကပထမဆုံး sum range ကစေး column ဖြစ်တယ်ဒုတိယ sum range ကတော့ကျွန်တော် employee column ဖြစ်ပါတယ် employee column ကဘာနဲ့ criteria ကြတော့ employee list ထဲမှာပါနေတဲ့လူတွေကိုပေါင်းမယ်လို့ကျွန်တော်ရည်ညွှန်းပေးလိုက်မယ်ပေးပြီးသွားရင်တော့အဲဒါကျွန်တော် second row ကိုကျွန်တော်ထပ်ကြည့်ကြည့်အောင် as a အဲဒါဆိုရင် तू ကအခုလိုမျိုး ပေါင်းပေးတာကိုတွေ့ရပါလိမ့်မယ်ဟုတ်ပြီနော် အဲ့တော့ဒီနေရာမှာအဲကျွန်တော်ကနော်အဲနော်ပြီးရင်ကျွန်တော်တို့က criteria နှစ်ခုဖြစ်နေတယ်ဒါဒီ तू က employee တို့ပဲပေါင်းပေးတာဖြစ်တယ်ပြီးရင် product column မှာရှိနေတဲ့ product list ကိုလည်းကျွန်တော်ကပေါင်းမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒါ h step function နဲ့ပြီးသွားပြီအဲ့ဒီမှာ second row လို့ရိုက်ကြည့်လိုက်ပါရိုက်ကြည့်လိုက်တာနဲ့ဒီပိုင်းနဲ့အခုညုံနော်ဒီနေရာမှာကျွန်တော်ကြည့်ရနည်းနည်းရှင်းအောင်နော် ဒါဆိုရင်အခုလိုမျိုးသူကအလဲသားတွေပေါ့လုတ်ပြီးတော့တွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ကဒါကပြီးသွားပြီနောက်ဆုံး column အတွက်ကကြတော့ကျွန်တော် sample function ကိုပဲသုံးမယ်သူက second ဟလာအစေး column အတွက် criteria range ကတော့ employee column က employee list ကိုပဲကျွန်တော်ပြန်ပေါင်းခိုင်းပါပေါ့ဟုတ်မလားအာဒါဆိုရင်ဒီမှာအမ် sorry နော်ဒီညမှာတခုပို့နေတယ်ဝင်ပိတ်မယ် comma ကုန်မယ်ဒါဆို sr လို့ရိုက်လိုက်ပြီးတော့ကျွန်တော် under ခောက်ကြည့်လိုက်ရင်အဲဒါဒီစားတကြား အချုံမောက်ဒါတိုတဲ့ column ဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ဒါဒုတိယအဆင့်အနေနဲ့ဇာကွက်တိဆောက်ပြီးသွားပြီပေါ့အဲ့တော့တတိယအဆင့်အနေနဲ့ထပ်လောက်ရမှာကြတော့အဲကျွန်တော်ဒီ third row ပေါ့ third row မှာဒီ h step function ကိုပဲကျွန်တော်သုံးမှာဖြစ်ပါတယ် h step function မှာဒီဘယ်လိုမှဆုံးအနေနဲ့ကျွန်တော်တို့တိုတဲ့ do totl total ဆေးလို့ရိုက်မယ်ဒါဒီပထမဆုံး column ပေါ့ဒုတိယ column ကြတော့ကျွန်တော် sum if ကိုပဲသုံးမယ်เนาะဆေး column ကနေပြီးတော့ product list ပေါ့เนาะ product column ပြီးရင် product list ကိုပေါင်းมาဖြစ်တယ်။အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီနေရာမှာစားသကြားအချို့မုံဆိုပြီးတော့ product list တွေရှိမယ်။အဲ့တော့ကျွန်တော်ကအခုစအောက်ဆုံးစာကြောင်းပေါင်းมาအဲ့ဒါမလို့ sample အနေနဲ့ sales column မှာယူပြီးတော့ဒီ product တစ်ခုချင်းစီကိုပေါင်းတဲ့အဖြေကိုဒီအောက်ဆုံး column မှာထုတ်ပေးရမှာဖြစ်ပါတယ်။ဟောပြီကျွန်တော်ပြန်ပြီးတော့ပြန်လိုက်မယ်။အဲ့တော့နောက်ဆုံး column total sales ဖြစ်ပါတယ်။အဲ့ total sales ဆိုတော့ကျွန်တော် sum function ကိုပဲသုံးလိုက်မယ်။ total sales ဆိုတော့ဒီ sales column မှာရှိနေတဲ့ sales တွေအကုန်လုံးကိုပေါင်းလိုက်ရင် total sales ရပြီ။ ဒါဆိုရင်တော့ကျွန်တော် h step function အတွက်ပြီးသွားပြီသူ့တက် row အနေနဲ့ကျွန်တော်ပြန်ပြီးတော့စမ်းသပ်ကြည့်မယ်အဲဒါဆိုရင်ကျွန်တော်တို့ဒါတက် row မှာဗောနော်အဲသူပေးမဲ့အဖြေတွေရပါပြီအဲ့တော့ h step function v step function တွေဒီအဲကျွန်တော် horizontal ပေါင်းတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဒါ syntax ရေးသားခြင်းပြီးဆုံးသွားပြီကျွန်တော်ဇာတ်ကွက်ကြီးမှာပါဝင်တဲ့စာကြောင်း၃ကြောင်းလုံးတဲ့အကြောင်းအရာ၃ခုလုံးတဲ့ရေးပြီးသွားပြီအဲ့ဒီအချိန်မှာကျွန်တော်က v step vertical ပေါ့ down light ပေါင်းပေးပါဆိုပြီးတော့ first row ရဲ့ အာကျွန်တော်တို့ second rule ရဲ့ third rule ရဲ့ကိုကျွန်တော်ပေါင်းခိုင်းလိုက်မယ်ပြီးရင်တော့ control under ခေါက်လိုက်တာနဲ့တပြိုင်နက်အာကျွန်တော်လိုချင်တဲ့ဇယားကွက်တစ်ခုရပါပြီအော်ဒီဇယားကွက်ကြီးကကျွန်တော်တို့ update လုပ်မယ်ဆိုလဲအဲလုပ်လို့ရပြီအဲ့တော့ဒီဇယားကွက်ထဲမှာဆိုကြပါစို့အာကျွန်တော်တို့ကနော်အာဒီကောင်တွေကိုဆွဲထုတ်လိုက်မယ်ပါအခုနော်ဒီကောင်တွေကို3လပိုင်းအဲ3လပိုင်းဆိုတော့ဒီ3လပိုင်းဒီဆွဲထုတ်လိုက်မယ်ဆွဲထုတ်လိုက်ရင်ဇယားကွက်ကအလိုလျောက်ဖြစ်သွားပြီ နိုင်เนาะကျွန်တော်ဒီနေရာမှာ control h control v ဟုတ်မနော်အဲ့တော့ကျွန်တော်ဒီကောင်းနေကိုဖြောက်လိုက်မယ်ဗျာเนาะဖြောက်လိုက်မယ် right click hide ဖြောက်လိုက်မယ်ဖြောက်လိုက်ပြီးသားရင်ကျွန်တော်မှာဒီမှာ data အစ်စ်ပေါ့เนาะဒီ data ဒီ data ကိုကျွန်တော်ထပ်ထပ်ပြီးတော့တွင်းကြည့်မယ်ဒီ audio ဆွဲထည့်ကြည့်မယ်ဆွဲထည့်တဲ့အချိန်ကလည်းဇာတ်ကွက်က auto update ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ဟုတ်မနော် เอ่อကျွန်တော်ပထမထားခဲ့တဲ့အားလေးကဘယ်ပြောင်းနေလဲမသိဘူးခဏရေနော်ကျွန်တော်ကအခု9လပိုင်း data တွေကိုဒီမှာထပ်သွင်းมาဖြစ်တယ်သွင်းမဲ့အခါကျတော့ကျွန်တော်ဒီမှာ select မှတ်လိုက်ပြီးတော့ဒီအောက်ကိုကျွန်တော်တို့အာဆွဲထည့်လိုက်မယ်ပေါ့ဆွဲထည့်လိုက်တာနဲ့ဒီပိုင်းနဲ့အခုလိုမျိုးဇာတ်ကွက်က auto update လုပ်ပေးတာပါဒါကတော့ကျွန်တော်ရုံးမှာတော်တော်များများစီးရင်ခိုင်နေ manager တွေအတွက်ဒီလိုမျိုးဟို dynamic tabular နော် tabular report ကကြာတော့နည်းနည်းလောရခက်တယ်ဒါ accounting software တွေမှာပဲဒီလိုမျိုး auto update လုပ်ပေးတာပေါ့အခု AJ Office 365 version 3တဲ့အခါကျရင်ကျွန်တော်ပြောပြတဲ့နီလန်းဖြစ်တဲ့ vstat hstat let function စတဲ့ function တွေနဲ့အဲကျွန်တော်တို့အခုလိုမျိုး automation တစ်ခုရအောင်ဖန်တီးလို့ရပါပြီအားလုံးပဲကျွန်တော်ရဲ့သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပေးတာကျေးဇူးတင်ပါတယ်အလောက်ကန်နေအဆင်ပြေကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမှာနော်